မင်္ဂလာပါမျိုးတို့ရေကျမမဘုဒ္ဓမာသေးပါရှင်ဒီနေ့နောက်25ခုနှစ်မေလ28ရက်နေ့ဖြစ်ပါတယ်နှစ်နေရာကြုံကိုလိုနီလက်အောက်ကနေအဖရခိုင်ပြည်လွတ်မြောက်ဖို့အတွက်စစ်မှုထမ်းဥပဒေထိုးပြန်ရခြင်းဖြစ်ပါတယ်လို့ခိုင်ဒုက္ခကပြောပါတယ်နော်နာမည်ကတော့ခိုင်ဒုက္ခတကယ်တမ်းတော့ရခိုင်ပြည်သူတွေကိုဒုက္ခပေးနေတဲ့အတွက်ခိုင်ဒုက္ခလို့နာမည်ပေးရခြင်းဖြစ်တယ်နော်သူကအဝေးမှာရှိနေတဲ့နော်ပြီးမှမှာရှိနေတဲ့ရခိုင်နေအကုန်လုံးလည်းပဲ သူတို့ရခိုင်ပြည်လွတ်မြောက်ဖို့အဖရခိုင်တော်တူထောင်ဖို့ရခိုင်ပြည်ကိုပြန်ပြီးစစ်မှုထမ်းရမယ်။လက်ရှိရခိုင်ပြည်နယ်ထဲမှာရှိနေတဲ့လူတွေအကုန်လုံးလည်းရခိုင်ပြည်ရဲ့အပြင်ပေါက်ကိုထောက်ခွင့်မရှိဘဲနဲ့ရခိုင်ပြည်ထဲမှာအကျဉ်းချပြီးစစ်မှုထမ်းရမယ်ဆိုတဲ့ဥပဒေထုတ်ပြကြပါတော့။ဒီနေရာမှာလေအရင်နေနေခတ်ချိုးချိုးနေတဲ့ရခိုင်နေနော်ခင်ဗျားတို့အေအေကခေါ်မယ်ဆိုလို့ရှိရင်လည်းအကုန်လုံးကိုပြန်ခေါ်ကြပါ။ကျမတို့ပြည်မထဲမှာဟိုရခိုင်နယ်ကရခိုင်နေရွှေပြောင်းနေထိုင်ကြတဲ့လူတွေရှိတယ်။ပြည်မမှာရွှေပြောင်းနေထိုင်ပြီးတော့အလုပ်ကံစီးပွားရေးတွေအဆင်ပြေပြီးကြီးပွားချမ်းသာနေတဲ့လူတွေလည်းရှိတယ်။ လက်ရှိမှာ AA ကနေပြီးတော့နိုင်ငံတော်ကိုပုံခံတဲ့အတွက်ကျမတို့ပြည်မှာလာကြည့်ပါရခိုင်ကြီးပဲရန်ကုန်မှာလာကြည့်ပါရခိုင်ကြီးအများဆုံးရှိတယ်เนาะအများဆုံးကျမတို့ပြည်မှာတွေကိုပြေးလာကြတယ်အဲ့ဒီမှာပြည်မြောက်မှာနေတယ်ကျမတို့ပြည်မှာမှာကောင်းရောင်းကောင်းဝယ်လောက်ကင်စားတော့ပြီးတော့ပြည်မှာမှာ AA ချင်းချင်းနေလို့ရပါလျက်နဲ့နေတော့ကျမတို့ မာရီအများဆုံးရှိတယ်ပြီးမှမှလာနေတယ်စီးပွားရေးလုပ်ကင်စားတော့ပြီးတော့တဖက်လက်နဲ့အေးအေးကိုလူအားငွေအားနဲ့ထောက်ပံ့နေတဲ့အရေးနေနေခချိုးချိုးတွေရှိရင်အကုန်လုံးပြန်ခေါ်ကြပါပြန်သွားကြပါပြန်သွားကြပါနော်ဆိုတော့အေးအေးနေနဲ့စဉ်းစားကြရမှာတစ်ချက်ရှိတယ်ပြီးမှမှရှိနေတယ်ကျမတို့နော်ရခိုင်ပြည်အပြည်ပါနော်ခြောက်တိုင်းနယ်ပြည်နယ်တွေမှာရွှေပြောင်းနေထိုင်နေတဲ့ရခိုင်တွေကစီးပွားရေးရအခြေချရှိတဲ့လူတွေကဘယ်သူမှရခိုင်ပြည်ကိုမပြောင်းကြတော့ တော်တော်များများကတခြားတိုင်းနယ်ပြည်နယ်တွေမှာအခြေချနေကြတယ်။ဒါဆိုရင်ထွက်ခွာသွားတဲ့ရခိုင်တွေကလည်းပဲပြီးသူတို့ရခိုင်ပြည်ကိုမပြောင်းတော့ဘူး။ရခိုင်ပြည်ထဲမှာရှိနေတဲ့ရခိုင်တွေကလည်းအခုတိုက်ပွဲကြောင့်တိတ်ရမယ်ဆိုရင်ရခိုင်ပြည်ရဲ့အနာဂတ်ရခိုင်ပြည်မှာရှိတဲ့ရခိုင်လူထုရဲ့မျိုးဆက်ခင်ဗျားတို့ထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။နော်ဒီလောက်ကိုတော့ ဒီလောက်ပဲအချင်းချင်းပြောချင်တယ်ဘာလို့ဆိုတော့ရခိုင်ကြောင်ပြောလို့ရှိရင်အမြဲတမ်းကျွန်မအကောင့်အခုဆိုလို့ရှိရင်လည်းမအကောင့်ဝန်နေဖြစ်နေနောက်ဆုံးဒါကနောက်ဆုံးအဆင့်သတိပေးတာဖြစ်နေပြီเนาะဆိုတော့ကျွန်မဒီနေ့တင့်တော်သုံးချင်းကနောက်ဆုံးသုံးချင်းဖြစ်တယ်ကျွန်မဒီအကောင့်ကိုနားထားပြီးတော့ကျွန်မနောက်ဆိုရင်သတင်းတွေကို YouTube ကတင်ပါမယ် YouTube မှာဆိုလို့ရှိရင်ကျွန်မတက်တော်အကောင့်ကိုလက်ရှိတက်တော်အကောင့်ဝင်ကြည့်အဲ့မှာ YouTube link ကိုချပေးထားတယ်မဟာ base ဆိုတဲ့ YouTube link ရှိတယ်အဲ့ဒီ YouTube ကပဲကျွန်မသတင်းတွေတင်ပါတော့မယ်ဆိုတော့ဒီနေ့ YouTube မှာအာ sorry တင့်တော်မှာသတင်းပေါ်တာနောက်ဆုံးဖြစ်ပါတယ်เนาะတလက်စာထဲမှာ ကျွန်တော်တို့မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတမန်နဲ့တင်းနှင်းနိုင်တန်ဝင်ကြီးချုပ်တို့တွေ့ဆုံပြီးတော့ဒဝဲထူးစည်းပွားရေးဆောင်အတွက်တွေ့ဆုံဆွေးနွေးကြတာရှိပါတယ်။တော့ဒဝဲစီမံကိန်းငါးခန်းရေးမှာကတက်ဆိုင်နေဆိုတာမရှိဘူးဗျာ။တိုက်တိုက်ဆိုင်ဆိုင်ပဲကျွန်တော်တို့လက်ရှိမြန်မာနိုင်ငံမှာအိန္ဒိယတမန်နဲ့အစိုးရအဖွဲ့နဲ့တွေ့ဆုံပြီးတော့ဒဝဲထူးစည်းပွားရေးဆောင်ကိစ္စကိုဆွေးနွေးတိုက်မြင်နေကြတဲ့အချိန်မှာ ိုင်းနိုင်ငံရဲ့ဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့ရှင်လက်ကိုထိုင်းတရားရုံးကနေပြီးတော့เนาะသူတာဝန်ထမ်းဆောင်တဲ့ကာလတော့ကဝန်ကြီးချုပ်ဖြစ်စဉ်ကာလတော့ကဒီစပါးချင်းဝင်ပြဿနာနဲ့ပတ်သက်လို့ထိုင်းအစိုးရသူတို့ထိုင်းနိုင်ငံရဲ့ထိခိုက်နေလာတဲ့အတွက်ဆိုပြီးတော့ထိုင်းဘက်ကွေ10မီလီယံဒဏ်ငွေပေးဆောင်ဖို့အမိန့်ချမှတ်တယ်နိုင်ငံရေးဆိုတာကတိုက်ဆိုင်နေဆိုတာမရှိပါဘူးเนาะ ဒီပထမဆုံးကျမတို့ဒီဒဝေရင်းနဲ့စီမံကိန်းပေါ့နော်လက်ရှိဒဝေထူးစီဝိုင်းစုံထဲမှာပါတယ်ဒဝေရင်းနဲ့စီမံကိန်းကပထမဆုံးကျမတို့ထိုင်းနဲ့မြန်မာနှစ်နိုင်ငံအကြားမှာကျမတို့ပထမဆုံးထုတ်ဆိုကြရဲဆောင်ရွက်ကြရဲပြီးလို့ရှိရင်ဒီစီမံကိန်းအောင်မြင်လို့ရှိရင်ထိုင်းနဲ့မြန်မာနဲ့ကြမှာเนาะယထာလန်ကာလန်ရှစ်လန်သွားဖောက်လို့မယ်ဒီကနေတစင်ကျမတို့နှစ်နိုင်ငံကျိုးတူစီးပွားရေးလှုပ်ဆောင်မှုစီမံထားတာပေါ့เนาะဒီဒဝဲထူးစီးပွားရေးစုံလက်ရှိဒဝဲထူးစီးပွားရေးစီမံကိန်းဒီ နှစ်60ဆီမင်းကင်းဖြစ်တယ်အဲ့ဒီဒဝဲအထူးစီးပွားရေးဆောင်မှာရှိရဒဝဲရင်းနဲ့စိတ်ကင်းအကောင့်ထဲပုံအောင်မြင်လို့ရှိရင်ဒီမှာဒပြိုင်နဲ့တည်းဒီစိတ်ကင်းမှာကုန်တင်တက်မော်25ဆီကန်းကန်းနိုင်မယ်ဒီလိုကျွန်မတို့ကအဲ့ဒီကနေပြီးအခွန်ငွေတွေမြောက်များစွာရရှိမယ်ဆိုတော့ထိုင်းနဲ့မြန်မာနဲ့ကအဲ့ဒီလိုအဆင်ပြေသွားလို့ရှိရင်လက်ရှိမှာစင်ကာပူနိုင်ငံနဲ့ထိုင်းဝမ်နိုင်ငံကရရှိနေတဲ့ဝင်ငွေရဲ့25ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းထိကျမတို့မြန်မာနိုင်ငံကရမယ် သူတို့ကသူတို့ထမင်းအိုးကိုရိုက်ခွဲခံရမှာဆိုတဲ့အတွက်ကျမတို့ထမင်းအိုးကိုရိုက်ခွဲတယ်နိုင်ငံရေးရာဂျုံပြုတ်တယ်ထိုင်းမှာနိုင်ငံရေးဂျုံပြုတ်ခံရတဲ့အတွက်နိုင်ငံရေးကမောက်ကမဖြစ်ပြီးတော့ ်ရင်းလက်ဆိုတာပြုတ်ကြသွားတယ်ဒီစီမံကိန်းကြီးကလည်းရပ်ဆိုင်သွားတယ်နော်တဝယ်ရင်းနဲ့စီမံကိန်းရပ်ဆိုင်ရတယ်ပလဲအတွက်စီမံကိန်းရပ်ဆိုင်လိုက်ရတယ်အဲ့ဒီတော့ဒီကုကျမတို့ကရုရှားနဲ့အိန္ဒိယနှစ်နိုင်ငံပေါ့နော်နှစ်နိုင်ငံနဲ့ဒီတဝယ်ရင်းနဲ့စီမံကိန်းကိုပြန်ပြီးတော့ကောက်တဲဖော်နေရခြင်းဖြစ်တယ်ဒီတဝယ်ရင်းနဲ့စီမံကိန်းတဝယ်အထူးစည်းဝါးရေးဆောင်မှာကျမရင်းကလည်းပြောပြပါတယ်နော်အခုလည်းထပ်ပြောပါတယ်အာဆက်မှုဆောင်ခွနဲ့ဆောင်ရှိမယ်အဲ့ဒီတွဲပြည်တွင်းပြည်ပမှာလည်းပဲရင်းနှီးမြှုပ်နှံမှုတွေလာမယ်အလုပ်ကံခွင့်လန်းနေတဲ့ပိုးပြီးများလာမယ်အဲဆိုတဲ့အတွက်လက်ရှိမှာအိန္ဒိယနဲ့လက်ချင်နာဇာကအစိုးရရဲ့ကြားထဲမှာတက်ရှိုးဒုက္ခ ွဲမှုလေးတွေတချို့ကျမနဲ့အမြဲဒီနိုင်ငံရေးဆွေးနွေးနေတဲ့အန်တီတယောက်ရှိရယ်သူဆိုလို့ရှိရင်အဲလက်ရှိအိန္ဒိယကနေပြီးတော့ AA နဲ့ဓာတ်ရိုက်တွဲဆုံပြီးတော့ပေါ့နော် AA ကိုဟို state actor model နဲ့ state actor အနေနဲ့တွဲဆုံဆွေးနွေးမှာကိုစိုးရိမ်ပူပန်တာရှိတယ်ပေါ့ဒါပေမဲ့အာအိန္ဒိယဒီ အမြဲအစဉ်ထောင်ရောသူတို့နိုင်ငံရဲ့မျိုးသားကျိုးစီးပွားကိုအရှိရှုတယ်လို့ကျမတို့မြန်မာနိုင်ငံကရဲ့မျိုးသားကျိုးစီးပွားကိုအရှိရှုတဲ့အတွက်စိတ်အထောင်မှုတဲ့တခြားသောလူတွေနဲ့တွေ့ဆုံဆွေးနွေးမှာမဟုတ်ဘူးဆိုတာကိုအဓိကပြောပြခြင်းတဲ့အတွက်လက်ရှိမှာအိန္ဒိယတန်မတ်နဲ့เนาะကျမတို့အတင်းလိုက်တဲ့ဝန်ကြီးချုပ်နဲ့တွေ့ဆုံပြီးတော့တဝဲထူးစီးပွားရေးဆောင်စီမံကိန်းအတွက်တွေ့ဆုံဆွေးနွေးနေကြတာရှိပါတယ်ဆိုတာကိုဝင်ဖတ်ပြခြင်းဖြစ်ပါတယ်နောက်တစ်ခုကနော်ငလင်းအကြောင်းပြောကြပြသခဲ့တဲ့မန္တလေးစကိုင်းပီလာပေါ့နော်အဲ့ဒီကမှမနေ့က မျိုးသမီးရုပ်လောင်၃ခုနဲ့ရွှေပိတ်တာချင်းတပိတ်တာခွဲရွှေပိတ်တာချင်းတပိတ်တာ90ရေငွေသားပိတ်တထောင်ကျော်ဒီကူညီကိုစဲကြီးလုပ်နေတဲ့မိသက်တက်ဖွဲ့တွေကရရှိခဲ့တယ်နော်ဆိုတော့ဒီညမှာနော်လူသားချင်းစာနာမှုနှလုံးသားတွေနဲ့ကုညီကယ်ဆယ်ရေးလုပ်ပြီးတော့အကျင့်စာရိတ်တအင်ပဒံမကောင်းမွန်ရွှေပိတ်တာချင်းတပိတ်တာ90ဆိုတာညတိုက်ကိုများပြီးတော့လူတိုင်းမမောစရာပမာဏကြီးပေါ့နော်ငွေသားကလည်းတိတ်ထောင်ကျော်ရှိရဲ့ဒီဥစ္စာတွေကိုအကုန်လုံးနော်အဲဒီ လောဘဒေါသလူတိုင်းမှာလောဘဒေါသရှိတယ်ဒါပေမဲ့အဲ့ဒီလောဘကိုကိုကျင့်သိက္ခာနဲ့ထိန်းချောင်းနိုင်တဲ့ဒီမိသက်တစ်ခွဲ့ဝင်တဲ့အကုန်လုံးကိုသူတို့ရဲ့ကျင့်စာရိတာတွေကောင်းမွန်မှုအတွက်စိတ်တည်းတည်းမုံမြမှုအတွက်ကျွန်မအင်မတန်မှလေးစားဂုဏ်ယူမိကြောင်ပြောလိုပါတယ်နော်ဒီနေရာမှာကျွန်မကျွန်မကိုကိုကျွန်မဥပမာပေးမယ်နော်အာကျမဒီလွန်ခဲ့တဲ့10နှစ်လောက်ကပေါ့နော်လွန်ခဲ့တဲ့10နှစ်ဆိုကျမအသက်16နှစ်လောက်က18 19ပေါ့အဲ့ဒီအချိန်တုန်းက အခုလိုလာကုန်ရဲ့ကြည်ပေါ့နော်အခုလိုလာကုန်ဒီနေ့28ရက်28ဆိုရင်အာပဲပြုတ်ကျတော့29ခုံ6မောင်းနဲ့မြေ28ပေါ့နော်အဲ့လို28ရက်ဆိုတော့လာကုန်ရဲ့ဆိုငွေကြီးအင်မတန်ကျက်တယ်ကျက်တယ်တဲ့ခါကျတော့ကျွန်မတင်းငွေနေပိတ်ရဲ့ဆက်ယုံပိတ်ရဲ့လေကျွန်မဈေးသွားတော့ကျွန်မလက်ထဲမှာငွေ1000ပဲပါတယ်ဆိုတော့ဒီတောင်းနဲ့ငါဒီတပတ်စာဟင်းစားဘယ်လိုဝယ်ရမလဲပေါ့နော်ကျွန်မစိတ်ဆင်းနေရပြီးစိတ်တည်ငြိမ်နေတဲ့အချိန်မှာလမ်းလျှောက်ရင်းနဲ့ကျွန်မတွေးမိတာ အော်ဒီချိန်မှာငါငွေလေးတပေါင်းလဲနောက်ထပ်တပေါင်းနဲ့တွေ့ရတော့ကောက်ရရင်ကောင်းပါပဲကျမရဲ့အတွေ့เนาะစိတ်ရဲ့ထွက်ပေါက်ဒီအကျက်တဲကနေစိတ်ရဲ့ထွက်ပေါက်နောက်တစ်ခုကျမရဲ့လောဘအဲ့ဒီမှာစိတ်ကအလိုတွေးလိုက်ထိုင်တယ်ပဲမျက်လုံးကတပြိုင်နဲ့ကျမလမ်းမှာဟိုကြည့်တကြည့်လိုက်ရှာတယ်တယောက်များတယောက်ယောက်ကများပတ်စံတပေါင်းနဲ့တွေ့ရများကြာကြံခဲ့မလားဆိုပြီးကျမမျက်လုံးကနေအဲ့လိုတောင်းကြည့်မြောက်ကျင်နဲ့လိုက်လျှောက်ပြီးတော့ရှာပြီးတော့ကျမကိုဈေးသွားနေအဲ့ဒီမှာကျမအတိဆက်ချင်းဝင်လာတယ်ဩဒီတပေါင်းနဲ့ကြာပြောက်တဲ့လူက ။ဟောလက်အိတ်ထဲမှာတသိန်းပါလို့တသောင်းလောက်ကြပြောက်တာကိစ္စမရှိပေမဲ့ငါလိုပဲငွေလေးတသောင်းကိုလက်ထဲကင်ပြီးဈေးလာတဲ့လူသာဆိုရင်သူ့ရဲ့တသောင်းသောဒီပတ်စံလေးကြပြောက်လို့ရှိရင် तू ဘလောက်များ तू ဘလို့များခန်းစားရမလဲဆိုတဲ့အတွေးကိုကျွန်မဝင်လိုက်ချက်ချင်းအကုတ်ကုတ်ကိုပြန်ပြီးထိန်းချောက်လိုက်တာဟာ ငါကိုရစ်စာတဲ့အတွက်ခေါင်းပါပါလားဒီလိုတွေးနေတာငါသူများပတ်စံကိုဒီလိုအချောင်လိုချင်းနဲ့စိတ်တက်ကငါစိတ်တက်ကတော်တော်နေကြပါလားဆိုပြီးကျွန်မကိုကိုကိုပြန်ပြီးရှက်မိတယ်ရှက်မိပြီးကျွန်မစိတ်တက်ကိုကျွန်မချက်ချင်းပြုတ်ပြင်းနိုင်လိုက်တယ်ပြောချင်တာကငွေလေးတထောင်တောင်မှလူတွေမှလောဘရှိဒါပေမဲ့အခုငွေသိန်းပေါင်းတထောင်နဲ့ရွှေပိတ်တဲ့ချိန်တပိတ်တာ90ရင်းတွေ့တာဟိုတောင်မှပဲနော်တကယ်ကိုအကျင့်စာရိုက်တာတွေကောင်းမွန်စွာနဲ့ပြန်ပြီးအနှံခဲ့တဲ့အတွက် င်မီတက်တော့ဖွဲ့ဝင်အကုန်လုံးကိုလေးစားပါရယ်ဒီနေရာကနေအလေးပြုပါရယ်ကျမတို့နိုင်ငံမှာအဲ့ဒီလိုမျိုးအကျင့်စာရိတ္တကောင်းမွန်တဲ့ရင်တွင်းသယံဇာတာတွေမွေးမြူဖို့လိုအပ်ပါရယ်ကျမတို့မြန်မာနိုင်ငံမှာမြေပေါ်မြေရောက်သယံဇာတာတွေများတယ်သို့တော့ ရှင်တွင်းပင်စာဒတိခေါင်းမအနေနဲ့အတွက်နော်ကျမတို့ကျေးသူကိုယူသေးရမယ်ရွယ်သူကိုလေးစားရမယ်ငယ်သူကိုသနာရမယ်လဲနေသူကိုထူပေးရမယ်အငယ်သူကိုအားပေးရမယ်ဆိုရဲကိုချင်းစာတဲ့နှလုံးသားတွေကျမတို့ရှင်ထဲမှာရှင်တွင်းပင်စာဒတိရှားပါနေတဲ့အတွက်ကျမတို့ ပြည်သူတွေကျမတို့နိုင်ငံသူနိုင်ငံသားတွေအကြောင်းမှာအမုန်းတရားတွေကြီးထွားပြီးပြည်တွင်းစစ်ကြီးကြံ့ရနေခြင်းဖြစ်တယ်။ဆိုတော့ကျမတို့နိုင်ငံမှာမျိုးပေါ်မြောက်တယံဇာတာတွေမြောက်များစွာရှိသလိုပဲကျမတို့ပြည်သူတွေတူးတောက်ချင်းစီရဲ့ရင်ထဲမှာလည်းရင်တွင်းတယံဇာတာတွေရှိဖို့လိုပါတယ်။ရင်တွင်းတယံဇာတာတွေမွေးမြူကြဖို့လည်းကျမတိုက်တွန်းချင်ပါတယ်။နောက်တစ်ခုအနေနဲ့ကလူတွေလူတွေတော်တော်တရားကြဖို့ကောင်းတယ်။ကျမပုံလေးတစ်ပုံပြမယ်။နော် ကျွန်မလေဒီပုံလေးကိုလိုင်းပေါ်တင်ဖို့တော်တော်ကြီးစဉ်းစားရတယ်။ဟောဒီပုံလေးကျွန်မရင်တော့ဆိုလိုင်းပေါ်တီချင်တာ။ဒါပေမဲ့အော်ငါရဲ့ဝတ်စားစီရင်မှုကအော်ငါနိုင်ငံရေးလုပ်နေတဲ့ငါအမျိုးသားရေးလုပ်နေတဲ့အဲ့ဒီတွေငါရဲ့ပုံရိပ်ကိုများထိခိုက်စေသမလား။ငါ့ကိုကြည့်နေတဲ့လူတွေရဲ့အမြင်မှာရောအမြင်ရိုက်သွားမလားဆိုပြီးဒီပုံလေးတစ်ခုတင်ဖို့ကျွန်မတော်တော်ကြီးစဉ်းစားယူပြီးကျွန်မမတင်ပြစ်ခဲ့ဘူး။ เนาะနေရာမှာလေသူ့နေရာနဲ့သူရှိတာပေါ့เนาะဥမာကျမတို့ဘုရားကျောင်းကံသွားတဲ့အခါမှာကျမလုံချီနဲ့ချိတ်ထမင်းနဲ့ရင်ဘုံအကြီးနဲ့သွားတယ်။ဒါမှကျမကန်းချီသွားမယ်ပန်းဖြေသွားတဲ့အခါကျကန်းချီမှာလုံချီချိတ်ထမင်းရင်ဘုံအကြီးနဲ့အဆင်မပြေတော့သူ့နေရာနဲ့သူဝေ့ရတာပေါ့เนาะဆိုတော့ဒီပုံလေးကျမလိုင်းမတင်ဖို့တော့မှကျမတော်တော်ကြီးကိုစိတ်ကိုချီတုံချတုံဖြည့်ပြီးကျမမတင်ခဲ့ဘူးဒါပေမဲ့ဥမာဒီဒါက account တုကနေပြီးတော့เนาะဒီ account တုကနေပြီးတော့ကျမရဲ့ပုံကို AI အနေနဲ့လုပ်ပြီးတင်လာတယ် အဲ့ဒီအကောင့်တွေဝင်ကြည့်တဲ့ခါမှာလေအာတရားဘိုးသုံးပုတ်တွေတရားချစ်တာတွေလွမ်းတာတွေတိုက်တာတွေအဲ့လိုမျိုးတွေတင်လာတာတွေ့တာလေကျမမြေယုံနဲ့တင်အော်ဂလီဆန်တယ်နော်ဆိုတော့အတိပေးကျင်တာရှိပါတယ်နော်ကျမပြမယ်ဒီပုံတွေကကျမကိုနာမည်ဖြတ်ဖို့အတွက် AI နဲ့လုပ်ထားတဲ့ပုံတွေ Photoshop လုပ်ထားတဲ့ပုံတွေဖြစ်တယ်အဲ့ဒီလက်ရှိကျမခုပြနေတဲ့အကောင့်တွေလည်းအကောင့်တူဖြစ်ပါတယ်